ြင်းထန်ဝင်ပြောရောယောဂါကအနည်းရှိပါရင်တော့ဆိုလို့ရှိရင်တော့ဒါကိုကာလာဝမ်လို့ခေါ်တာပေါ့နော်ကာလာဝမ်ယောဂါကောလရာလို့ခေါ်တယ်အဲ့ဒါဆိုလို့ရှိရင်တော့ဘယ်လိုလဲဆိုတော့ तू ကရိုးရိုးဝမ်းပြတ်ဝမ်းလျှော်တာနဲ့ဘာလို့ခွာလဲဆိုလို့ရှိရင်ရိုးရိုးဝမ်းပြတ်ဝမ်းလျှော်ယောဂါဖြစ်ရင်တိတ်ပြီးတော့မနှုံးပါဘူးပေါ့နော်။သူကအချိန်တို့အတွင်းမှာပေါ့။ငါးရီပိုင်းအတွင်းမှာအန္တရာယ်များတယ်၊ဝင်းသွားတာလည်းများတယ်၊ဝင်းရလည်းဒီ rice water stool လို့ခေါ်တယ်ပေါ့နော်။ဆန်စည်းရည်တွေလို့ဒလဟောသွားတယ်ပေါ့ တော့ချိန်ပိုင်းရက်ပိုင်းအတွင်းမှာပဲနိုင်ပိုင်းအတွင်းမှာလူကပျော့ခွေသွားတယ်နှုံသွားတယ်တွေးချိန်နေကြွားတယ်ပေါ့နော်အဲတွေးလန့်တယ်ဆိုတဲ့လက္ခဏာမျိုးတွေရောက်သွားတတ်ပါတယ်ဘာမှဝင်ပြောင်းဝင်လျှောဆိုလို့ရှင်တော့လေဒီအာနာတွေဝင်သွားတာလည်းရှိတယ်ဖျားတာတော့တစ်ခုလုံးမှရှိနိုင်တယ်ဒါပေမဲ့တာမန်ဝင်ပြက်ဝင်လျှောမှာတော့တိတ်ပြီးတော့ခက်မြန်မြန်အရေခန်းချောက်မှု dehydration လို့ခေါ်တာမဖြစ်ဘူးပြင်းထန်ဝင်ပြက်ဝင်လျှောရောကမှာတော့နိုင်ပိုင်းတွင်းမှာကိုအများကြီးသွားအများကြီးအံပြီးတော့ ခါတည်းခြုံကြသွားတော့ဘောနော်အဲ့လိုရှိပါအဲ့တော့ဒါကအနေရှိလာဆိုရှိပါတယ်အရင်ခေတ်ကကျွန်တော်တို့အကျော်စေးပိုင်းမသွန်းနိုင်တဲ့ခေတ်ဆိုဒါအသေးပြောက်တွေများတော့အခုချိန်မှာတော့စောစောဆီးတည်ပြီးတော့ဒီ rehydration လို့ခေါ်တဲ့အရေပြန်ဖြည့်တာဘောနော်ဆိုတော့လိုအပ်လို့ရှိရင်ဆရာတို့ကဒီစားရည်ပေါ့နော်အဲ့ဒါကိုအကျော်စေးနဲ့အများကြီးသွန်းရပါတယ်ဟိုနိုင်ပိုင်းတွန်းမှာကိုအလုံးပေါင်းများစွာသွန်းရတာရှိပါတယ်အဲ့လိုသွန်းပေးနိုင်လို့ရှိရင်တော့ဒါအနေအသက်အနေမဖြစ်အောင်ကာကွယ်လို့ရတယ် တင့်တော်တဲ့ပရိစီဝါစီလည်းပေးရပါတယ်။အဲဝင်းပြတ်ဝင်းလျှောဖြစ်တိုင်းလဲစေယုံတက်ဖို့မလိုပါဘူး။အဲဝင်းပြတ်ဝင်းလျှောဖြစ်ရင်အဓိကအန္တရာယ်ကဘာလဲဆိုတော့ဒီခန္ဓာကိုယ်ကနေတော့ရင်နဲ့စားတတ်ပေါ့နော်။ဆုံးရှုံးသွားတယ်ပေါ့။အဲ့ဒါကိုတော့ဆေးပညာခေါ်ရတော့ dehydration လို့ခေါ်တော့ပေါ့။အဲ့လိုဖြစ်သွားရင်လူကဘာဖြစ်လဲနှုံးခွေသွားမယ်။အင်အားချို့ချိနေမယ်။နော်ကလေးငယ်လေးတွေမှာဆိုတော့မျက်တွန်းခြိုက်နေငယ်သေးခြိုက်နေပေါ့နော်။ပြီးရင်ရေပြားတွေကပဲကြီးရေစိမ်တွန်းတယ်လို့တွန်းတယ်ဒါကတော့တော် ပြင်ထမ်းမှာဖြစ်တယ်ပေါ့နော်လူကြီးလည်းဒီလိုပါပဲတွေးချိန်တွေကြလာမယ်ပေါ့နော်တွေးပါတွေးခုံလုံးတွေတက်လာမယ်နောက်တိတ်ဆိုးသွားရင်တော့ကြီးလက်တွေအေးဆက်သွားမယ်နော်ဒီအရေခန်းချောင်းမို့ကိုဘယ်လိုပေးလို့လုံးလို့ရလဲဆိုရင်မတက်စားရတဲ့ဟောကမ္ဘာ့ကျမ်းမာရေးအဖွဲ့ကတိမတ်ပြုအဲဖော်မြူလာတိုင်းထုတ်ထားတဲ့တက်စားတို့တွေရှိပါတယ်နော်ရတာမပါတာလည်းရှိတယ်ရတာနဲ့ထည့်ထားတယ်ပေါ့နော်လိန်မော်ရတာတို့ဘာလို့ထည့်ထားတဲ့တက်စားတို့လည်းရှိတယ်ဒါတွေရေတောက်လို့တောက်ရတယ်အဲ့လိုပြန်ဖြည့်ပေးကြအဖြစ်သူက ဒီအဓိကအနေနဲ့ရှိတဲ့ရင်နဲ့စားတတ်ဆုံးဆုံးချင်းကိုကာကွယ်ပေးနိုင်တယ်။နောက်တစ်ခါ no ဆိုတဲ့ကလေးဆို no ဆက်တရရမယ်။အစားတော့စားတဲ့စားနိုင်တဲ့ကလေးဆိုအစာမပြတ်ဘူး။ကျင်းရလွယ်တဲ့အစာကျွေးရပါမယ်။နောက်တစ်ခါမိဘတွေနဲ့ဒီဈေးရုံဘယ်ချိန်သွားတင်တယ်လဲပေါ့နော်။ဈေးရုံဈေးကောင်ကိုပြတင်တဲ့အချက်လေးတွေကိုစောင့်ကြည့်နေရပါမယ်။အဲ့အဓိကချက်ကတော့ဒီရေဆုံးချုံမှုများပြီးတော့ဒီခါလေးကလေးကနှုံးခွေသွားတယ်ပေါ့ပျော့တယ်ပေါ့နော်ဟို3လီတာတို့ မင်းသာမင်းလုံးအကြီးသာတော့နောက်ကြမှာဖြစ်တာဆိုတော့လေပို့ပြီးတော့နှုံးလာတယ်ခွေသွားတယ်ဇက်တိုက်အာနေဆိုရင်လည်းတင်ရမယ်နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ဥမာနှုံးမဆို့နိုင်ဘူးပေါ့နော်ဆိုတော့ရေတောင်မတောက်နိုင်တော့ကလေးကနှုံးခွေနေဒါဆိုလည်းတင်ရမယ်နောက်ပြီးတော့ကြတော့ဒီပြင်ချက်တရားတော့အဖျားကြီးလုံးအကြီးလည်းတင်ထားဖို့ကောင်းတယ်နော်နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ဒီဝင်းသွားရင်သွေးပါရင်လည်းဒါကျမကြီးဝင်းကြီးကျမကြီးဝန်ထမ်းနဲ့တော့ပြဖို့လိုနေပါပြီတရားရောက်စီကအကြံဉာဏ်တော့ယူရမှာ ဒီဝင်းပြက်ဝင်းလျှောဖြစ်လို့ရှိရင်အရေးကြီးဆုံးချက်က ဆုံးရှုံးသွားတဲ့ရေနဲ့ဓာတ်စာပေါ့နော်ဒါကိုဖြည့်တင်းဖို့ကအရေးကြီးဆုံးပါအဲ့လိုဖြည့်တင်းဖို့အတွက်ကဒီတောက်နိုင်တဲ့ကလေးပေါ့နော်ဆိုတော့တောက်နိုင်တဲ့ဟိုဇက်တိုက်အမနေဘူးနော်အရင်ကြီးနှုံးခွေမနေဘူးဆိုရင်တော့ကျွန်တော်တို့ကပါးစပ်နဲ့ပဲတိုက်ပါတယ်တိုက်တဲ့အခါမှာတော့ဒီဓာတ်စာရေကအဓိကပေါ့နော်ဓာတ်စာရေသဘောကဒီဓာတ်စာရေကိုတွေးရှိလာတာလဲဒီဝင်းပြက်ဝင်းလျှောကုသမှုမှာအင်မတန်ကိုကြီးမားတဲ့ပြောင်းလဲမှုကိုဖြစ်သွားစေခဲ့တယ် ဲ့ဒါဘာတွေ့လဲဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ခန္ဓာကိုယ်ရဲ့ဥရေရောင်ရမ်းနေတဲ့အချိန်မှာတောင်ရေရဲ့စားရဲ့တကြားရဲ့ကိုချိုးကြကြဆက်လို့ရှိရင်သူကစားကိုဆုပ်ရင်းနဲ့တကြားကိုပါဆုပ်သွားတယ်ဥကဥရေရောင်နေပေမဲ့စားကိုလည်းဆုပ်တယ်တကြားကိုဆုပ်တယ်အဲ့တော့ရေကိုပါဆုပ်တယ်အဲ့တော့ဥရေရောင်ရမ်းနေတဲ့အချိန်မှာတောင်မှဒီ dust ပဇံဝင်ပေါ့ ပဇက်ကနေတိုက်တဲ့ဓာတ်စာရေးဟာစုံနိုင်တယ်ဆိုတာကိုတွေ့ရှိလာတယ်။ဒါကြောင့်မလို့ဒီဟာဒီအများကြီးကုသမှုမှာကွာဝါးတယ်ပေါ့နော်။ဘိုးရင်ခက်တည်တဲ့စာအများကြီးကွာဝါးတယ်။အဲ့တော့ဓာတ်စာရေးတိုက်ပေးရပါမယ်။ဓာတ်စာရေးမှာရေရဲစားရဲတကြားရဲပါတယ်။အဲ့ဒါကိုချိုးကြကြတိုက်ဖို့လိုတယ်။ဥပမာအရန်ပြေအောင်ဖြော်လို့လည်းမရအောင်။အရန်ကျဲအောင်ဖြော်လို့လည်းမရအောင်။သူ့ရဲ့တတ်မှတ်ထားတဲ့စံတိုင်းတို့စံနှုန်းတိုင်းဖြော်တော့မှဥပစုပ်ယူပါတယ်။ဒါဒီအရေးကြီးတဲ့ချက်ပေါ့။အဲ့ဒါဓာတ်စာရေးမတိုက်ပေးရေရွေးသွားတိုက်လို့လည်းမရအောင်။ရေရွေးဆိုလည်းမစုပ်။ အဲ့လိုပဲတိတ်အချိုတက်များလုံးအားကြည့်တဲ့ဒီ commercial drinks တွေပေါ့နော်အချိုရည်တွေတိုက်လဲချိုတက်များလုံးအားကြည့်လဲမဆုတ်တော့ဘူးเนาะအဲ့ဒါကြောင့်ဝင်းကိုပူသွားစေပါအဲ့တော့ဆိုတာဓာစာတိုက်ဖို့ကအရေးကြီးဆုံးပါတော့ဒီကလေးတိုက်တန်နဲ့မလုံလောက်ဘူးတိတ်သွားလုံးအားကြည့်တယ်သို့မဟုတ်မတောက်နိုင်လောက်နှုံးခွင်နေတယ်သို့မဟုတ်တိတ်ပြီးတော့ရန်ကိုစလာတွေကရေရေခန်းချောင်းကိုများလုံးရင်တော့ကျွန်တော်တို့ကအကျော်စေးသွင်းပြီးတော့ဆေးရည်ပေးရပါတယ်အဲ့လိုပေးတဲ့အခါမှာလဲဆုံးရှုံးတဲ့ပမာဏအတိုင်းပေါ့နော် များများသွားရင်များများပေးအဲ့လိုလုပ်ရအဲ့ဒါလိုက်ပြီးတော့ထိန်းညှိပေးရခုနပြောတဲ့ probiotic ဆိုတာခုနောက်ပိုင်းမှာပေါ်လာတဲ့ဆေးတွေပေါ့နော် probiotic ဆိုတာဒီတဘာဝအဖြစ်ဥထဲမှာဒီသက်ဆောင်ပိုးမွားလို့ခေါ်တော့ bacteria တွေပုံမှန်ရှိပါအဲ့ဒီတဘာဝအဖြစ်ရှိတဲ့ bacteria လေးတွေကဒီယောဂဖြစ်စေတဲ့ယောဂပိုးတွေဝင်လာပျက်စီးသွားတယ်အဲ့ဒီခါမှာဒါလေးတွေပြန်ပြီးတော့ဖြည့်ပေးတာပေါ့နော်ဖြည့်ပေးခြင်းအဖြစ်ဘာတွေ့လာလဲဆိုဒီ probiotic တွေပေးခြင်းအဖြစ် ဝင်သွားတာရဲ့အချိန်နဲ့အချိန်ကိုပျော်နေစေတယ်ပေါ့နော်။နည်းနည်းတက်တာစေတယ်ပေါ့။ဥပမာ3ရက်သွားမယ်ဟာ2ရက်သွားတယ်ပေါ့။တနည်း10ချိန်သွားမှ6ချိန်7ချိန်သွားမယ်။အဲ့ဒါလေ probiotic တိုင်းမဟုတ်ဘူး။သူ့ probiotic တွေမှာဒါလက်သည့်တက်သည့်ပြပြီးသားရှိတယ်ပေါ့နော်။အဲ့ဒါဒီအထောက်အကူဖြစ်ပါတယ်။အန္တရာယ်လည်းမရှိပါဘူး။သို့တော်လည်းအဓိကဆေးတော့မဟုတ်ဘူးနော်။အဓိကဆေးကဘာလို့ရမလဲဆိုတော့ဒါစားရတဲ့အဲ့ဒါဆိုင်မတိုက်နိုင်ရင်အကျော်သေးသွင်းမယ်။ဘာလို့လဲဒါအသက်အန္တရာယ်ကိုပေးမှာပါ။ ဟိုကခုနစီးသည်အထောက်ကူစာဖြစ်တယ်တချို့ကလည်းရမ်းမားနေတယ်ပေါ့နော်ကျွန်တော်ဒီနေ့တောင်တယောက်တွေ့သေးတယ်ကလေးမရပြောတယ် probiotic တမျိုးပေါ့ဒါတောက်နေတယ်ဒါစားရေးတိုက်ချာမလို့ဘူးလို့မြင်တယ်ပေါ့နော်အဲ့ဒါမှားတယ်ဒါရီကဒါစားလို့မဟုတ်ဘူးနော်ဒါစားလို့လို့လည်းအာနိသင်မရှိဘူးအဓိကဆေးလည်းမဟုတ်ဘူးဒါဒီအထောက်ကူစေတာဖြစ်ပါခုနဗုဒ္ဓဆေပေါ့နော်အဲဝင်းပြဝင်းရှောဖြစ်တိုင်းလဲဗုဒ္ဓဆေတိုက်ဖို့မလို့အများစုဒီ virus ပိုးတွေကြောင့်ဖြစ်တယ်ဗက်တီးရီးယားမှာတော့ တချို့ဘက်တီးရီဆိုကျွန်တော်တို့တိုက်ဖို့မလိုပါဘူးရေဘူးရအဖြစ်ပြောရင်တော့ကာလာဝမ်းယောဂါတို့ဘက်တီးရီဝင်းကိုက်တို့မှာအမီးဘာဝင်းကိုက်တို့မှာကျွန်တော်တို့ပိုးသတ်စီပေးပါတယ်အဲ့ဒါတွေဟုတ်မဟုတ်ဗိုင်းရပ်စ်လားဘက်တီးရီလားဆိုတာတော့သက်ဆိုင်ရာဆရာဝန်ကစဉ်းစမ်းသပ်ပြီးတော့စဉ်းစားပြီးတော့ပေးရတာဖြစ်ပါတယ်အဲ့တော့ဝင်းသွားရင်ပိုးသတ်စီတိုက်တာလည်းအသုံးမဝင်ပါဘူးဒီခါလေးအန်နီတောင်းကိုယ်တော်ဝင်သွားစေတာရှိပါတယ်။နောက်တစ်ခါပါလဲဆိုလို့ရှိရင်ဒီဝင်းပိတ်ဆေးပေါ့။ရင်တော့တော့ဒါကြီးသုံးခုပါတယ်။ဥလုံရှားမှုကို နည်းသွားရင်ဝင်ပိတ်သွားမျိုးပေါ့အဲ့တော့တကယ်တော့ဒီဥလုံရှားမှုကိုနည်းစီတဲ့ဆေးတွေကလည်းဝင်သွားတယ်ဆိုတာလည်းဘာကြောင့်ဖြစ်လဲဆိုဒီ virus ဆိုဘက်တီးရီးယားကိုဥကိုလှုံ့ဆော်တဲ့အစိတ်ထွက်တယ်ပေါ့နော်အဲ့ဒီအစိတ်ကြောင့်သူကဘက်တီးရီးယားတောင်ဆင်ကြောင်းရေတွေကဥထဲမှာလာထွက်လာတာဥနိုင်ရန်အစိတ်ထွက်တာဘာမှမကြွေးလဲသူကဆက်ထွက်တယ်အဲ့တော့အဲ့ဒီအစိတ်ထွက်တဲ့ဟာတွေကိုအပြေမထွက်အောင်တားထားခြင်းဆိုဘက်ကြီးတော့ပေါင်းလာပြီးတော့ကိုယ်တော်အနေရရှိသေးတယ်ဒါအောင်ကြာသေးလဲ အသုံးဝင်မှာအဲ့ဒီဝင်းပိတ်စီတဲ့ဈေးဥတွေလှုပ်ရှားမှုကိုကြာစီတဲ့ဈေးတွေကလူကြီးတွေမှာတွေ့များတဲ့ဒီ irritable bowel syndrome လို့ခေါ်တာပေါ့နော်ဒီအလကားနေဆိတ်လို့ရှားမှု ကြောင့်ဝင်းသွားနေတဲ့ယောဂမျိုးတွေမှာအသုံးဝင်ပါတယ်ဒီကလေးတွေမှာတော့အများဆုံးဖြစ်ကျွန်တော်တို့ immediate သုံးခဲ့ပါကျွန်တော်ခုနပြောခဲ့သလိုပေါ့နော်ဒီဝင်းပြင်းဝင်းစောဖြစ်ရင်အရင်နဲ့စားတတ်ပေါ့နော်အဲ့ဒါကိုပြန်လဲဖြစ်တင်းနဲ့ဒါစားရပြီးတာတော်ရီအများကြီးအကျိုးရှိတဲ့အချက်ပါအဓိက ကုသမှုပါပဲသစာရည်ကိုဒီကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပေးထားတဲ့ formula ရှိပါတယ်ကျွန်တော်တို့ low osmolarity လို့ခေါ်တာပေါ့နော်ဒီဟိုအပြော့ပေါ့နော်အဲ့ဒါတွေကထုတ်အထုတ်နေနဲ့ရပါတယ်ရတာမပါတာလည်းရှိတယ်ရတာပါတဲ့ဟာလည်းရှိတယ်အဲ့ကဖြိုတဲ့အခါမှာသူ့ကိုသစာရည်ကိုဖြိုတဲ့အခါမှာရေရတန့်ရမယ်ရေတန့်1လီတာသို့မဟုတ်တချို့ထုတ်လေးဆိုရင်တော့ 300cc နဲ့ဖြိုခိုင်းတာရှိပါတယ်အဲ့တော့အဲ့ဒီအချိုးစားကြကြဖြိုရပါမယ်ကျဲပြီးဖြိုလို့လည်းမရဘူး ြစ်ပြီးပြောလို့လည်းမရနောက်တစ်ခုကဘယ်လောက်တောက်ရမလဲပေါ့နော်ဒါလည်းဒီဆာရဲဆာရန်နဲ့ညွှန်ကြားချက်တွေရှိတယ်ဒါပေမဲ့ဆရာမြင်တော့လွယ်လွယ်ကူပြောလို့ချင်းရေစာရင်းတောက်ပဲရေစာရင်းရေစာတောက်ပါတောက်လိုက်လို့ချင်းသူကကလေးကပြန်ပြီးတော့ရေနဲ့စားတတ်ပြန်ရသွားမယ်နော်တိတ်များွားလဲဘာမှမဖြစ်ပါဘူးသူစီးထဲမှာပါသွားမယ်မျက်ခွန်လေးနည်းနည်းမိုးလာမယ်ဘာမှမဖြစ်ပါဘူးတော့တိုက်လို့ရပါနောက်တချို့လဲမားတာဘာလုပ်လဲဆိုလို့ရှိရင်အဲဒီတစားရီကိုသူကဒဇုံနဲ့ဒဇုံတိုက်နေနည်း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 တိုက် တချို့မေရာဆိုကလေးကညင်းတယ်နော်ဆီတူပိုက်နဲ့ထည့်ရတယ်ဆရာကြီးလို့ပြောပါတယ်အဲ့ဒါလည်းမှားပါတယ်ဆီတူပိုက်နဲ့ထည့်နည်း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 တိုက်လို့မရဘူးဒါစားရရေလိုတော့အောင်မယ်ကျွန်တော်အလွယ်တူပြောရင်ရေလိုတော့အောင်မယ်ဆေးလိုတော့အောင်မှာမဟုတ်ဘူးဆေးလိုဆေးစားဆေးလိုတစုံစုံတော့အောင်မှာမဟုတ်ဘူးရေတော့သလိုတစ်ခွက်ဒဗလင်းအဲ့လိုတော့အောင်မှာရေစားတော့အောင်မှာပါဒါမှသာဒီဟိုပြန်ပြီးတော့ဖြည့်တင်းရရောက်ဒီပြင်ချိုးရည်ဆိုလို့ရှိရင်တော့ချိုးရက်တိတ်များရင်သူကဦးကမဆုပ်ဘူးเนาะအဲ့ဒါတော့လုံးလုံးမရပါဘူးเนาะတိတ်ချိုးလုံးအနေနဲ့ ဟိုချိုချိုရည်ပေါ့နော်ဈေးကွက်ထဲမှာရှိတဲ့ချိုရည်ကမရဘူးဒီဒါဆိုင်ရမဒါဆိုင်မတော့ဘူးဆိုလို့ရှိရင်တော့တခါကြီးကကျွန်တော်တို့အုံစိမ့်ရည်ပေါ့နော်အုံသေးရည်ကိုပေးတယ်ဘာလို့ဆိုအဲ့ဒီကောင်လဲဒါဆာနဲ့တော်တော်လေးနီးစပ်တယ်ဒါမှမတော့ဘူးဆိုလို့ရှိရင်လဲဆံပြုတ်ကိုကျဲကျဲကိုစားခတ်ပြီးတော့ဆွပြုတ်ကျဲကျဲစားခတ်ပြီးတိုက်လို့ရှိရင်လဲဒါဆာရည်နဲ့တော်တော်လေးနီးစပ်တယ်ပေါ့သူလဲတကြားတတ်ပါတယ်စားတတ်ပါတယ်လို့ဖြစ်နိုင်ရင်တော့ဒါဆာရည်တောက်တာတော့ပိုကောင်းတယ်ပိုပြီးတော့ဥဝဆော့ယူမှုကောင်း တကယ်လို့တချို့နေရာတွေမှာဓာတ်စားတွေဘယ်လို့မှမရနိုင်ဘူးထားပါတော့အဲဆိုလို့ရှိရင်ရေတန့်1လီတာမှာเนาะအဲဒီစားပေါ့เนาะစားကလက်ဖက်စားဇွန်းပေါ့เนาะဇွန်းတစ်ဝက်ကြားကိုကျွန်တော်တို့ကဇွန်းမျိုးပဲလက်ဖက်စားဇွန်းတမို့လက်ဖက်ရည်ဇွန်းကို6ဇွန်းပေါ့เนาะအဲ့ဒါကိုထည့်ပြီးဖြော်လို့ရှိရင်ဓာတ်စားရည်နဲ့တော်တော်လေးတူပါတယ်เนาะဓာတ်စားရည်ကတော့ပိုတက်ဆီယမ်ပိုပါတော့ပေါ့လေဒီမှာတော့ပိုတက်ဆီယမ်တော့မပါဘူးเนาะသို့တော့တော်တော်လေးသုံးလို့ရပါတယ်ဒါကျွန်တော်တို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်းဒီတချို့ နေရာတွေပေါ့အခက်အခဲရှိတဲ့နေရာမှာသုံးလို့ရအောင်ဒါလုပ်ပေးထားတာဟိုညွှန်ကြိုးရင်းပေါ့သူတို့ကိုယ်တိုင်ကညွှန်ကြားပေးထားတဲ့ဟာရှိပါတယ်အဲ့တော့ဖြစ်နိုင်တော့ဒီဒါစားရည်သုံးတာတော့ပိုကောင်းတယ်သို့တော့မဖြစ်နိုင်လို့ရှိရင်ဒီလိုသုံးလို့ရပါတယ်နောက်တစ်ခုကဖြော်ပြီးသားဒါစားရည်ဖြစ်ဒါစားရည်ဖြိုးတဲ့အခါမှာလက်ကတန်ရှင်းမှုလိုတယ်အဲ့လိုပဲဖြော်ပြီးသားဆိုလဲ24နာရီပဲသုံးလို့ရပါတယ်24နာရီရဲ့ပိုရင်တော့ သွန်ပြစ်ပြီးတော့အသစ်ပြောင်းမှာဖြစ်ပါတယ်ဒီဝင်းပြက်ဝင်းလျှော၄ရဲ့ယောဂပေါ်ရရတော့ဒီဘာနဲ့ကူးဆက်လဲဆိုရင်ဒီဝင်းပြက်ဝင်းလျှော်ယောဂပိုးပေါ့နော်ဗိုင်းရပ်စ်ဖြစ်ဖြစ်ဘက်တီးရီးယားဖြစ်ဖြစ်ကုခန္ဓာကိုယ်ထဲဝင်လို့ပေါ့နော်တနည်းအားဖြင့်ယောဂဖြစ်တဲ့လူကမစင်ဆွတ်တဲ့အခါမှာကိုးပါသွားတယ်အဲ့ဒီအမှတစ်စင်းရင်ကောင်ကပဲဖြစ်ဖြစ်လက်ကပဲဖြစ်ဖြစ်နောက်တစ်ယောက်ကပါဇက်တဲ့ကိုရောက်ပြီးတော့အစာအတော့တို့မှုရေဖြစ်နေဝင်သွားရင် ပြန့်သွားတယ်ပေါ့နော်တနည်းအားဖြင့်ဒါအဲ့နီးနဲ့ပြန့်တာပါ နော် figure or a rule လို့ခေါ်တာပေါ့နော်အဲ့တော့ဒါကိုကျွန်တော်တို့ကကာဝယ်ဖို့အချက်ကတော့ဘာလဲဆိုအလွယ်တကူမှတ်ထားလို့ရပါတယ်နော်ဒါတန့်၄တန့်ပေါ့နော်တန့်၄တန့်ရေးကြည့်ပါရေးတန့်ပေါ့နော်ရေးတန့်ဆိုတာကျွန်တော်တို့ကရေးဆိုရင်ကြိုချက်ပြီးမှတော့လို့မဟုတ်အဲဒီရေးရေးတန့်တောင်းနိုင်တော့အကောင်းဆုံးပေါ့နော်မတောင်းနိုင်လည်းရေးကိုစုပွက်အောင်ကြိုချက်ပြီးတဲ့ရေးချက်ပြီးမှတောက်တာကောင်းပါနော်ရေးတာမယ်အစာတန့်ပေါ့နော်စာတန့်တော့စားတဲ့စားတော့မှဒီရင်ကောင်းတွေပြအောင်မထားရဘူး နော်မတန့်ရှင်းတဲ့လက်နဲ့เนเนဖတ်ထားတာမဖြစ်ရကင်တွေထားတာမဖြစ်ရဘူးနော်တတိယပြင်ကောင်းတာတော့ချက်ပြုတ်ပြီးသားပူပူနွေးနွေးစားတော့စားတာကောင်းတယ်ရင်ကောင်းမလားဘူးအရေးကြီးတယ်တုတ်တွေပါရင်းနဲ့ဆိုင်တော့ပို့ပြီးတော့ဘိုးအန်ရခင်မှာအစာတတ်ဖို့လိုပါတယ်အိန္ဒာတတ်ဖို့နော်နောက်တစ်ခုကအိန္ဒာတတ်ဖို့လိုတယ်ယောဂရှိတဲ့လူမစင်ဆွင့်ပါသွားတယ်ပေါ့ဘိုးကပါပါတယ်ဒီဘိုးကတနည်းနည်းနဲ့ကျန်တဲ့လူရဲ့အစာတောက်ကိုရောက်တယ်အစာတောက်တော့မရေဘူးအဲကြောင့်တန်ရှင်းတဲ့ အိမ်သားပေါ့နော်ရင်လုံးအိမ်သားလေလောင်းအိမ်သားတွေကိုသုံးနိုင်ရင်တော့အကောင်းဆုံးပါပဲနော်ဒီအိမ်သားမတန့်ရှင်းမှုကလည်းဒီကုဆက်ခြင်းကိုပြစ်စေတယ်ပေါ့နော်အဲတော့လက်တန့်ပေါ့နော်လက်တန့်ဆိုတာဒီအစားအသောက်ပြင်ဆင်ချက်ပြုတ်တဲ့လူလူတိုင်းပေါ့လေမစားခင်မှာလည်းလက်ကိုသေးချာဆက်ပြန်နေစေရမယ်နော်အိမ်သားတက်ပြီးတဲ့အခါမှာလည်းသေချာဆက်ပြန်နေစေရပါအဲလိုစေးတဲ့အခါကျမှသာဒီခုနကုဆက်တဲ့လမ်းကြောင်းကိုပြတ်နိုင်တယ်ပေါ့နော် ကာကွယ်ဆေးအနေနဲ့ဆိုလို့ရှင်တော့ဒီကပြင်းထန်ဝင်းပြက်ဝန်းလျှောတနည်းအားဖြင့်ကောလရာဆိုကာကွယ်ဆေးရှိပါတယ်သို့တော့ကာကွယ်ဆေးရဲ့ထိရောက်မှုက90ရာခိုင်နှုန်းပဲရှိတယ်။နောက်ပြကြလို့ရှင်ဟိုဖြစ်တာလဲဒီကပ်ယောဂအတွင်းဖြစ်လို့ရှင်တယောက်တယောက်ကူးဆက်တာမြန်တော့ကာကွယ်ဆေးထိုးဖို့အချိန်စီစဉ်နေရမလောက်ခင်မှာကိုတော်တော်များများပြန်ပြီးသားဖြစ်တော့ခုနတန့်လေးတန့်လောက်ထိရောက်မှုရှိပါနော်သူတို့ကကလေးဟိုစားတော့တော့ရဲဒီအဲယောဂလို့ထင်ရင်တော့ တော့ကျွန်တော်ကယောဂဘိုးကိုရှာကြည့်လို့ရတယ်เนาะပြီးလို့ရှိရင်ဒီသွားတဲ့မစင်တွေကိုလည်းတစ်ခါတန့်ရှင်းအောင်เนาะဒီဆေးပိုးသက်ဆေးပိုင်ခတ်တာတွေပဲလုပ်ရတယ်တယောက်တယောက်မကူအောင်လဲဒေချာကြိုးဆိုင်ပြီးတော့ထားရပါတယ်အဲ့လို protection တွေလုပ်ရကာကွယ်မှုတွေလုပ်ရပါတယ်အဲအချောင်းဝင်းပြေဝှေ့ချုံမှာတော့ကျွန်တော်တို့က router virus ပေါ့နော်ကလေးတွေမှာဖြစ်တတ်တဲ့ router virus ကွယ်ကဒီကလေးငယ်လေးတွေမှာဆိုဒီ router virus ပိုးကြောင့်ဝင်းပြေဝှေ့ချုံဖြစ်တာအများစုပါ 600ကျော်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့ဒီမြို့သားကာကွယ်ဆေးတိုးစီမံချက်ထဲမှာရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးရထည့်ထားပါပြီကျွန်တော်တို့ဒီ2020လောက်တည်းအစထည့်ထားတယ်အဲတော့2လ4လ6မှာဒီရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးထည့်တိုက်ထားပါတယ်ဒါကိုအပြင်မှာလည်းရပါတယ်သို့တော့အပြင်မှာတိုက်ရင်ဒါတစ်ခါတိုက်ရင်9000လောက်ကုန်ကြပါတယ်နော်နိုင်ငံတော်ကနေပြီးတော့အမျိုးသားကာကွယ်ဆေးတိုးစီမံချက်မှာကျွန်တော်တို့တနိုင်ငံလုံးကိုအခမဲ့တိုက်ပြေးပေးနေပါတယ်ဒါလည်း အများကြီးထိရောက်မှုရှိသွားပါတယ်။နောက်တစ်ဖြတ်ဒီအမျိုးသားကော်ဝေးဈေးတို့စီမံချက်မှာပါတဲ့တခြားကော်ဝေးဈေးတွေပေါ့။ဟိုကဝက်သက်ကြိုက်တို့ယောဂကော်ဝေးဈေးဆိုလဲတာဝင်းပြဝင်းချိုးတစ်စိတ်တစ်ပိုင်းကော်ဝေးရောက်ပါတယ်။